မင်းလာပါခင်ဗျာ revolu bama news channel ကနေပြီးတော့ ဒီဇမလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ကပြည်သူများကဒီကနေ့မှပြုတ်လုတဲ့အတန်းတိတ်သပိတ်မှာပူပေါင်းပါဝင်ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာဒီကနေ့မနက်10နာရီခွဲအချိန်ကစတင်ပြီးတော့ရင်းအသွားလာတဲ့လူအသွားလာများကျဲသွားပြီးစည်းကြီးများမှာဆိုင်များသာဖွင့်လှစ်တာကဝယ်မဲ့သူမရှိဘူးလို့သိရပါဗျ။ရခင်အင်းစိန်ကနေရန်ကုန်မြို့တွင်းထဲကိုနှစ်နိုင်နီးပါးမောင်းရတဲ့ခရီးစဉ်ဟာ မိနစ်30အတွင်းသွားလာနိုင်ကြောင်းတက္ကစီရင်ပေါင်းတချို့ကပြောဆိုထားပါတယ်ကားသွားလာလုံးဝကြီးရက်သွားတာတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်ရင်ကြောထဲဆိုင်ရင်80ရာခိုင်နှုန်းလောက်ရော့သွားတာပေါ့တက္ကစီတွေတော်တော်များများလဲလမ်းမေးမှာပဲရက်ထားကြတာ100ရာခိုင်နှုန်းလောက်တော့ကားတွေကတော့လမ်းပေါ်မှာရှိနေတယ်အဲ့ဒါကလည်းလိုင်းကားနဲ့အေးစီးကားတွေပါအော်ရာရလို့လိုက်သွားတာအေးစိန်စုလေးကိုတကယ်မောင်းတာကနိုင်ဝယ်ပဲကြတယ်ပုံမှန်ဆိုရင်ရင်ကြောနဲ့ဆိုတနိုင်နှစ်နိုင်လောက်ကြတဲ့ခရီးလို့ ဆိုင်းတောင်မြို့နယ်စစ်တီမအနီးမှာဂိတ်ထိုးလေးရှိတဲ့တက္ကစီရင်ပေါင်းတအုပ်ကပြောဆိုထားပါဗျ။ဒီနေ့အတန်တိတ်သပိတ်နေမှာပါကေတမြို့နယ်အတွင်းအကြမ်းမဆက်တဲ့ကပြည်သူများအတန်တိတ်သပိတ်မှာမပါဝင်နိုင်ရန်ဈေးများမှာအရောက်ဝယ်များနဲ့ကင်းလှည့်ပြီးတော့ဓပ်ပုံရိုက်သူများကို CCTV နဲ့စောင့်ကြည့်ပြီးတော့ဖမ်းဆီးနေတယ်လို့ဒေသခံပြည်သူများကပြောပါရတယ်။ ဒီကနေ့ဒီဇမလ10ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကတာဂီရမြို့နယ်အတွင်းမှာရှိတဲ့ဈေးများမှာအယောက်ဝတ်များနဲ့လုံခြုံရေးယူကာလှည့်လည်နေခြင်းဖြစ်ပြီးစစ်ကားနဲ့ရဲကားများလည်းအဆက်မပြတ်ကင်းပတ်နေတယ်လို့သိရပါဗျ။ဒါအပြင်ဖုန်းနဲ့လည်းဓာတ်ပုံဗီဒီယိုမှတ်တမ်းရိုက်သူများကိုဖမ်းဆီးနိုင်ရန် CCTV များနဲ့စောင့်ကြည့်နေကြတယ်လို့ပြောပါတယ်။ပြည်သူများအတန်းတိတ်တပိတ်မှာပူးပေါင်းပါဝင်ခြင်းမပြုလုပ်နိုင်ရန်စစ်ခွေးတပ်ကအယောက်ဝတ်နဲ့အသွေးယူကာ ဈေးနေထဲမှာလှည့်လည်သွားလာနေခြင်းဖြစ်တယ်လို့သိရပါဗါးပါကီရာမှာအတန်တိတ်တပိတ်ဆင်နွှဲမဲ့ဒီကနေ့မနက်ပိုင်းကစပြီးတော့စစ်ခွေးတွေရောရဲခွေးတွေရော ကားတွေနဲ့လှည့်လည်နေကြတယ်ပါကီရာတက်ဈေးနဲ့ဈေးစီပင်တွေမှာလည်းဈေးရက်နဲ့ CCTV ကင်မရာတွေလိုက်လံတက်ဆင်ထားပါတယ် ဓာတ်ပုံနဲ့ဗီဒီယိုရိုက်တဲ့သူတွေကိုစောင့်ကြည့်ပြီးဖမ်းမယ်လို့ပြောတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ရန်ကုန်တိုင်းသင်္ကန်းညွန့်မြို့နယ်လေးတောင်ကန်လန်းသူဝနာကွင်းအနီးမှာဒီကနေ့မနက်10:20နာရီမိနစ်ဝန်းကျင်ကစတင်ပြီးတော့လူအသွားလာမရှိသလောက်နေပါသွားပြီးလမ်းပေါ်မှာမိနစ်30အတွင်းကား10စီးဝန်းကျင်သာသွားလာတော့တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာတော့ဒီကနေ့မနက်10နာရီခွဲကစတင်ပြီးတော့ရင်အသွားလာတွေလုံးဝကင်းရှင်းသွားတယ်လို့ပြောပါတယ်။ပုံမှန်နေ့စဉ်နေ့တိုင်းရင်ကျော်ပိတ်ဆို့လို့ရှိတယ်။ ်အင်းစိန်အောင်စေရကျိုးတရားပေါ်မှာရင်သွားလာမရှိတဲ့လောက်နေပါသွားတယ်လို့ပြောပါတယ်ပုံမှန်အမြင်နဲ့ရန်ကုန်ဘက်အသွားကားပိတ်နေကြအင်းစိန်ကျိုးတရားပေါ်မှာကားပိတ်ဖို့မပြောနဲ့ကားဖြတ်တန်းသွားလာအတော်ကိုကျဲသွားပါတယ်တရားပေါ်မှာလည်းရှင်းနေတာပဲထောင်မိုးကနဲ့အင်းစိန်ဈေးရှိမှလည်းဈေးတယ်နဲ့ဆိုင်ငန်းတွေပဲရှိတာလူကုန်မရှိတာလို့အင်းစိန်မြို့နယ်မြို့ချစ်လမ်းမှာနေထိုင်သူပြည်သူတို့ကရှင်းပြထားပါတယ်ရန်ကုန်မြို့နယ်ကောင်းပါလေဒီကနေ့မနေ့ဆက်တနေ့ကစတင်ပြီးတော့လိုင်းကားကြီးတွေကလွဲပြီးတော့ရင်အသွားလာအလွန်ရော့ကျသွားတယ်လို့သိရပါတယ် ပုံမှန်အသွားလာရှုပ်ထွေးစီကနေတယ်မဟာဗန္ဓုလလည်းပန်းဆိုတဲ့မဟာဗန္ဓုလလည်းပန်းဆိုတဲ့လည်းအနောယထာလမ်းနဲ့ကန္နာလမ်းမှာရင်းအသွားလာတွေအလွန်ချဲသွားကြောင်းတင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကက်ချင်ပြည်နယ်ဖားကံမြို့နယ်မှာအတန်တိတ်တပိတ်ရာဂိုင်နှုံးပြိတ်အောင်မြင်ပြီးတော့စစ်တပ်ကမြို့ကိုပိတ်ဆို့ဆစ်ဆင်းနေတဲ့အချိန်မှာ ဘုံပေါက်ကွဲပြီးတော့စစ်ခွေးနှကောင်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာအတန်တိတ်တပိတ်ရာဂိုင်နှုံးပြိတ်အောင်မြင်ကြောင်းဖားကန့်ဒေသကတော်လိုင်းရေးသတင်းအင်းမြစ်ကအတည်ပြုပြောကြားထားပါရယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်9:00နာရီခွဲအချိန်ဝန်းကျင်ကစတင်ပြီးတော့ဖားကန့်တမျိုးလုံးပေါ်မှာအတန်တိတ်တပိတ်အဖြစ်ပြည်သူများကပါဝင်ဆင်နွှဲကြပြီးတော့လမ်းပေါ်မှာမြေသူတို့တယောက်မှမရှိတော့ဘူးလို့ပြောပါရယ်။စစ်ခွေးရဲခွေးနဲ့ပြည်သူစစ် ပြူစောထီလိုမျိုးအောက်တန်းစားတွေသာကြာရစ်တယ်လို့ပြောပါတယ်စစ်တပ်ကလည်းဖားကန်မျိုးကိုပိတ်ဆို့ဆစ်ဆီးခဲ့တယ်လို့သိရပါတယ်စစ်တပ်ကဖားကန်တမျိုးလုံးကိုပိတ်ဆို့ဆစ်ဆီးနေတဲ့အချိန်ဖားကန်မျိုးလည်းဘေးလီတရားထိတ်မှာဘုံပေါက်ကွဲမှုဖြစ်ပွားပြီးစစ်ခွေးတပ်ဘက်ကနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ဘုံပေါက်တဲ့အချိန်မှာပြည်သူတွေကလမ်းပေါ်မှာမရှိပါဘူးစစ်ခွေးနဲ့ပြူခွေးတွေလိုအောက်တန်းစားတွေပဲရှိတာပါ နှကောင်တန်ရရသွားတယ်ဖားကမှာအတန်ဒိတ်သွေးကရာနှုံးကြီးအောင်မြင်တယ်လို့ဖားကန်တပိတ်အင်အားစုကသတင်းရေးမြစ်ကပြောပြထားပါတယ်ဖားကန်မြို့နယ်မှာ KIA နဲ့ PDF များကအဓိကစိုးမိုးထားပြီးတော့ဖားကန်မြို့နယ်မှာစစ်တပ်ကအထိုင်ချတပ်ဆွဲထားတယ်လို့သိရပါတယ်လက်တလောစစ်ခွေးစစ်ကြောင်းများကဖားကန်မြို့ကိုစစ်တောင်းထိုးလာပြီးလာမယ့်ကာလအတွင်းမှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်စစ်တပ်ကစူးစမ်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အတွင်းပြည်ထောင်စုလမ်းမပေါ်မှာအကြမ်းဖက်စစ်ခွေးတွေလိုက်ပါလာတဲ့ကားနှက်စီးကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ဘက်ရဲအားလုံခြုံရေးဌာနမှဘုံမူးတင်ကိုနဲ့ဗိုလ်ကြီးစုံမင်းဦးအပါအဝင်ဆယ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇမလ9ရက်နေ့ည7:00နာရီကမှမုံရွာမြို့နမခါကနေစစ်ဘက်ရေးရာလုံခြုံရေးဌာနမှဘုံမူးတင်ကိုစစ်တပ်တန်း49နဲ့မုံရွာမြို့တော်ခမ်းမက3ပွင့်နဲ့ဗိုလ်ကြီးစိုးမင်းဦးနဲ့မုံရွာမြို့အမတ်တဲရဲစခန်းစစ်ကြောရေးအရာရှိ3ပွင့်နဲ့ဗိုလ်ကြီးတုံးတို့လိုက်ပါလာတဲ့ကားနှစ်စီးကိုမုံရွာမြို့ပြည်တော်စုလမ်းမပေါ်မှာတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုတွင်ဘုံမူးတင်ကိုဗိုလ်ကြီးစိုးမင်းဦးနဲ့အမတ်တဲရဲစခန်းစစ်ကြောရေးအရာရှိ3ပွင့်ဗိုလ်ကြီးတုံးအပါအဝင် ခုနဦးသေဆုံးသွားပြီးတော့ကားတစ်စီးမီးလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။၎င်းတက်ခတ်မှုအတွင်းမှာ ရှေ့ဆုံးကားမှာလိုက်ပါလာတဲ့ရင်မောင်းမောင်စုံနဲ့စစ်ခွေးနှစ်ဦးသာအသက်ရှင်ပြီးတော့ခြေောက်ဖြတ်တော့ဒဏ်ရာနဲ့ကိုယ်ကိုရှက်မှန်တဲ့စိုးရင်ဒဏ်ရာများရရှိသွားတယ်လို့သိရပါဗျ။အခုလိုမျိုးတက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဘိုးဘွားရိတ်သားဝိုင်းဘတ်အနီးကစစ်ခွေးကင်းတဲ့ ဤတောင်စုအင်ဂျက်လန်အနီးကစစ်ခွေးခင်းမုံများကနှစ်ဖက်ညက်ကပြန်လဲဝမ်းဝန်းပြက်ခတ်ပြီးတော့တိုက်ပွဲဖြစ်ပွားရာနေရာကိုအရေးပေါ်ကတစည်းနဲ့စစ်ကူထွက်လာတဲ့အင်စီက28စီတန်ကြားက10စီရဲကားကြီး20စီ point ကတစည်း point 5ပါတဲ့ကား20စီနမကကပါရမော်တာဆက်တက်၄ထိတစည်းအပါအဝင်မအုပ်ကိန်းနဲ့တော့ရကြောင်းဂိတ်တို့က လက်နက်ကြီးပစ်ကူများပေးကခုခံခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်တော်လိုင်းရဲဘော်များကမုံရွာမြို့ရေဦးဆန်ဆိုင်ဂိတ်ကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ခွေးသုံးကောင်တေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။၎င်းတိုက်ခိုက်မှုမှာ G2 လိုက်ပါလာတဲ့ကားမီးလောင်ပျက်စီးသွားပါတယ်။တေဆုံးတာကဗုံမှူးတင်ကို သူကစစ်တပ်တန်း46နှစ်ရှိပြီးတော့စစ်ဘက်ရေးရလုံခြုံရေးဌာနမှုကစက်သွယ်ရေးဆက်အကော်တော့တောင်ကြီးလို့သိရပါတယ်။နောက်ပြီးတော့မုံရမျိုးတော်ခမ်းမကသုံးဝင်းဘူစိုးမင်းဦးနဲ့မုံရမျိုးအမတ်တဲ့ရဲစခန်းစစ်ကြောရေးအရာရှိသုံးဝင်းဘူကြီးတကောင်အပအဝင်၁၀ဦးတည်ဆုံသွားပါတယ်။ကျွန်တော်တို့မုံရမျိုးတွင်ပြည်တော်စုလမ်းပေါ်ထိတက်ပြီးတော့တိုက်ခဲ့တာပါ။ရဲဘော်တွေက တော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Black Falcon အဖွဲ့ကတောင်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတိုင်းတာငုံမြို့အခြေစားကေတုမဒီလေတဲစခန်းမှာရှိတဲ့စီတိုလောင်ကံများကိုတရားခုံမမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာပြစ်မှတ်ကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပြီးတော့나이ဝက်ခန့်ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်အချိန်မှာတောင်ငုံမြို့မှာရှိတဲ့အာနာသိန်းစစ်ခွေးတိုက်ရဲ့ကေရူးမဒီလေတံအတွင်းမှာရှိတဲ့စီတိုလောင်ကန်များကိုအဓိကပြတ်မှတ်ထားပြီးတော့တရားခွန်မမရှော့တိုက်တုံး6လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာလေတံအထဲကိုကြားရောက်ပောက်ကွဲပြီးတော့ဖက်ဆင်ပောက်ကွဲသားများကြားခဲ့ရတယ်လို့ပြောပါတယ်လေတံအတွင်းပောက်ကွဲမှုဟာနိုင်ဝတ်ကျော်ကြာမြင့်ခဲ့ပြီးတော့ထိခိုက်သေးဆုံးပျက်စီးမှုတွေရှိနိုင်တယ်လို့ပြောပါတယ်ပြင်းမကတော့အဓိကစီတိုလောင်ကန်တွေကိုတီးတန့်ရည်ရွယ်ပြီးတော့ပြစ်ခတ်ခဲ့တာပါ စစ်ခွေးတွေကကောင်ကုန်နဲ့ရေတာရှည်တဝိုက်ကခြေရွာတွေမှာစစ်ကြောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီဂျားတွေကလောက်လာတာဆိုတော့အတော့ကိုခက်ခဲပြီးတော့စွန့်စားရပါတယ်လေတပ်ပြိုဖို့နီလန်ပေါင်းစုံတုံးပြီးပူးပေါင်းတိုက်ခိုက်ကြဖို့တိုက်တွန်းချင်ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့တာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF တိုင်းအောင်မြောက်ပိုင်းအထူးဒေသ Fighter စားခဲ့အဖွဲ့နဲ့ KNLA တပ်မဟာနှင့်တိုင်းရင်းသားတို့ကပူးပေါင်းက BWM ရဲ့ Mission 47အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ Rail Dollar ရဲ့အနိုင်ရှုံးကိုအဆုံးဖြတ်ပေးမယ်။စစ်အုပ်စုရဲ့လေဒါကိုအငြင်းဆုံးဖြိုခွင်းနိုင်ရေးဟာတော်လိုင်းအချိန်ကြာလာတာနဲ့အမျှအရေးကြီးလာပြီဖြစ်တဲ့အတွက် BWM အဖွဲ့ကနိုင်ငံကမဟာမိတ်များနဲ့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးအုပ်စုဘက်ကအထက်ထပ်ပိတ်ဆို့ကာစီထားတော့လေ နိုင်ငံကမဟာမိတ်အဖွဲ့များရဲ့အမဂန်ကူညီမှုကြောင့်အခက်အခဲတွေကြားရကပဲဝင်ရောက်ပစ်ခတ်နိုင်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ KNU တပ်မဟာခွနဲ့နယ်မြေ KNU ဗဟုဌာနချုပ်နယ်မြေကိုအချက်မဲ့စစ်ခွေးတပ်ကအသေးခံ drone 6စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်9:00ခွဲအချိန်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်က KNU ဗဟုဌာနချုပ်နယ်မြေအတွင်းကို အသေးကန်ဒရုန်းများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလက်ရှိအချိန်ထိအထိကရှိတယ်လို့မကြားရသေးဘူးလို့ KNU သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။မနက်နံနာရီခွဲကစပြီးတော့ကာမီကာစီဒရုန်းတွေနဲ့ဘုံလာကျဲတာပါ။ဒရုန်းကမီးမပါဘူး။အမောင်ထဲမှာအနိုင်ပြန်လာတာဒုတိယအဆင့်ကမပါခွဲဘူး။နောက်တော့၅ဆင့်မြောက်၆ဆင့်မြောက်တောက်လျှောက်လာတယ်။လူတော့အထိကမရှိဘူးလို့ KNU သတင်းရင်းမြစ်ကပြောပြထားပါဗျ။အခုနဲ့ဇွန်လ17ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ကလည်းအသေးကန် drone 9စီးနဲ့စစ်ခွေးတပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အသေးကန် drone 9စီးက ဲက၅စီးပေါက်ကွဲခဲ့တော့လေလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ပြောပါတယ်အခုနှစ်ဇန်နဝါရီလ31ရက်နေ့ကလည်း KNU KN အမျိုးသားအစည်းအရုံးတမဟာခုနှစ်နေမြေ KNU ဌာနချုပ်ရုံးကိုကာမီကာစီအသေးခံ drone ၅စီးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့ရဲသားတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်2024ခုနှစ်အော်တိုဘာလ22ရက်နေ့မနက်09:00ဝန်းကျင်အချိန်မှာ KNU တပ်မဟာခုနှစ်နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဘူဌာနချုပ်ရှိရာနေရာကိုလဲကာမီကာစီ drone ၄စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ KNU ဘူဌာနချုပ်ကိုစစ်တပ်က drone နဲ့ဘုံကျဲမှုဟာအခုချိန်နဲ့ဆိုရင်၄ချိန်မြောက်ရှိပြီဖြစ်ပြီးတော့အခုနဲ့ဇန်နဝါရီလဇွန်လနဲ့2024ခုနှစ်အော်တိုဘာလအတွင်းကလည်း၃ချိန်အသေးခံ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။တဲ့င်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးတခုကတော့ နေ့စဉ်နဲ့အမျှအပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အနည်းတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစင်အနည်းတန်းကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel official ဒီ channel တစ်ခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ်လို့ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြားလာတဲ့အတော့အတူပသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တင်ရတော့သဂိုင်းတာအရာတော်မျိုးနဲ့ငွေတွင်းမှာကပြူစောတိများရိတ်ခါတဲပြီးတော့ပြန်လာတဲ့အချိန်ဂျားဖြတ်တိုက်ခိုက်ခဲ့ရာရွှေဦးကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်မနေ့ကဒီဇင်ဘာလ9ရက်နေ့ကအရာတော်မျိုးနဲ့ငွေတွင်းမှာကပြူစောတိဆက်နှစ်ဦးဟာညောင်တူးလေးကြေးရွာကိုရိတ်ခါများတွားရောက်တည်ယူပြီးတော့ပြန်လာတဲ့အချိန်ပြည်သူကားကွယ်တပ်ဖွဲ့ဝင်များကဂျားဖြတ်တိုက်ခိုက်ခဲ့ရာပြူစောတိခေါင်းဆောင်ကျော်ဆွေရဲ့ညာလက်ယိုး ဖိုးလုံးအပါဝင်ပြူစောရီရှေဦးကိုလက်ခါများနဲ့အတူအရှင်ဖမ်းနေခဲ့တယ်လို့သိရပါတယ်။ကြံတဲ့လေးကောင်ကလက်နက်ပါတော့သူတို့ကထွက်ပြေးသွားတယ်။ရိတ်ခါတဲလာတဲ့သူတွေကိုကြတော့ပြစ်ထားခဲ့တာပေါ့။လက်နက်တော့မရလိုက်ဘူး။ရိတ်ခါတဲတဲ့သူတွေကိုပဲမိလိုက်တယ်။ပြူစောရီကောင်းဆောင်ကြော်ဆွေရဲ့ညာလက်ယုံဖိုးလုံးကိုပါမိတာပါ။ပစ္စည်းတွေကတော့သူတို့တဲလာတဲ့စံစီပတ်စံတို့ အရဘူးတွေပါတယ်ခဲရမ်းတော့မပါဘူးဓာရီတင်းစီရမိထားတယ်ငွေတွင်းရွာနဲ့ညောင်တူးလေးကနှစ်မိုင်မဲဝေးတာအဲ့ဒီနေရွာကြားမှာတိုက်ခိုက်ခဲ့တာပါလက်ရှိတော့ဒီကောင်တွေကိုဥတွေအရအေးအေးယူနိုင်ဖို့အတွက်စစ်ဆင်းနေပါတယ်ငွေတွင်းရွာကပြူစောတိတွေအနေနဲ့အလင်းဝင်ပြီးတော့ကျွန်တော်တို့နဲ့ပူးပေါင်းပါလို့ထပ်ဖြစ်ပြောကြင်ပါတယ်လို့ငွေတွင်း Revolution Force NDRF ကတာဝန်ခံကိုစစ်နိုင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာ KI တပ်ရင်း27တပ်ခွဲနဲ့ငွေတွင်း Revolution Force မုံရွာ KI အမှတ်27တပ်ရင်းတိုက်နယ်ကို MRTF နဲ့ဒေသခံမဟာမိတ်များပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါဒတော်လိုင်းစစ်မျက်နှာပုံမှန်ပြင်းထန်လာတဲ့အချိန်မှာလေဒပ်ပြူရင်တော်လိုင်းနိုင်မယ်ဆိုတဲ့အချက်ဟာပုံမှန်ပေါ်လွင်လာပြီးတော့တော်လိုင်းအင်အားစုများအလုံးအနေနဲ့လေဒပ်ပြူကြရေးမစ်ရှင်များကိုဒီဇိုင်းမမတ်ပူးပေါင်းဖော်ဆောင်ပေးကြပါရန် BWM အထူးတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စီရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလုံခြုံနိုင်ကြပါစေခင်ဗျာ